ခုတော့လူတို့ကြမ်းမှာပြန့်နှံ့နေတဲ့ကောလာဟလာတခုရှိပါတယ်အဲ့ဒါကတော့အခုလာမယ့်မနေ့ပြန် AB 21ရက်နေ့မှာမြန်မာနိုင်ငံပါဝင်အာရှ9နိုင်ငံမှာငလင်ကြီးလှုပ်မယ်ဆိုတဲ့ကောလာဟလာဖြစ်ပါတယ် AB 21ရက်နေ့နေ့လယ်ပိုင်းအချိန်ကစလို့မြန်မာနိုင်ငံမှာရှိတဲ့မြို့အများစုနဲ့ထိုင်းနိုင်ငံမှာရှိတဲ့မြို့တိုင်းအပြင်မလေးရှားလာအိုနဲ့ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေမှာမြင်းကလင်းတွေလှုပ်ခတ်မဲ့အကြောင်း TikTok Facebook စတဲ့လူမှုကွန်ရက်စာမျက်နှာတွေကလည်းတစ်ဆင့်လူတို့ကြမှာပြန့်နှံ့နေလျက်ရှိပါတယ်။ဒီသတင်းစကားကိုယုံကြည်ကြသူတွေကလည်းဒီအကြောင်းအရာနဲ့ပတ်သက်လို့ပူပင်တော့ကရောက်နေကြတယ်လို့အချင်းချင်းသတိပေးပြောဆိုမှုတွေလည်းအများအပြားရှိနေကြပါတယ်။ AB 21ရက်နေ့ငလင်လောက်ခတ်မဲ့ဆိုတဲ့အကြောင်းအရာကို TikTok 30ဆတူတူကမလ31ရက်နေ့မှာစတင်ရေးသားခဲ့တာဖြစ်ပါတယ်။အထက်ဖော်ပြပါအာရှ9နိုင်ငံဟာ ငလင်တန်းကိုတိတိတတ်တတ်ခံစားခဲ့ကြရမှာ ဖြစ်တဲ့အပြင်အဆောက်အုံတွေလည်းပျက်စီးဆုံးရှုံးမှုများနိုင်တယ်လို့အတိပေးရေးသားထားတာတွေ့ရပါတယ်။အဲဒီရေးသားချက်ကိုကြိုက်နေတဲ့သူအများအပြားရှိနေပြီးထက်ဆင့်ဖြန့်ဝေတဲ့မှတ်ချက်အများစုကလည်းယုံကြည်ရကြောင်းပြောဆိုချက်တွေတွေ့နေရပါတယ်။ဒီသတင်းနဲ့ပတ်သက်လို့မိုးစလဌာနမှတာဝန်ရှိသူတွေအပြင်ငလင်ပညာရှင်တွေလေးလာဆောင်ကြည့်သူတွေကျွမ်းကျင်သူတွေကဖြစ်နိုင်ခြေမရှိဘူးလို့တညိတညွတ်ထဲညင်းဆိုထားကြပါတယ်။ ငလင်းဆိုတာဟာတိတိကျကျကြိုတင်ခံမှန်းနိုင်ခြင်းမရှိတဲ့သဘာဝဘေးတမျိုးဖြစ်တယ်လို့ဆိုထားပါတယ်။ငလင်းရဲ့သဘာဝကသူ့ရဲ့လှုပ်ခတ်နိုင်တဲ့အချိန်ကာလရာသီဆိုတာမရှိဘူး။အချိန်မရွေးလှုပ်နိုင်တဲ့သဘာဝဘေးမျိုးဖြစ်တဲ့အတွက်ကြောင့်မို့တိတိကျကျအချိန်တော့ပြောလို့မရဘူး။သို့တော်လည်းအင်အားပြင်းထန်ပြီးတော့သူ့ရဲ့ဗဟိုချက်ကလည်းတိမ်မယ်ဆိုရင်နောက်ဆက်တွဲအနေနဲ့ကလာနိုင်တဲ့အလားအလာရှိတယ်လို့မိုးစလကဆိုပါတယ်။ငလင်းလှုပ်ရှားနိုင်တဲ့ဒေတာဒါမှမဟုတ် ငလင်ပြက်၍တီရှိယာဒေတာမှနေထိုင်ကြသူတွေအဖို့ငလင်တတိအမြဲရှိနေကြဖို့လိုအပ်တယ်လို့ဒေါက်တာရင်မျိုးထွေးကဆိုထားပါဗျ။ငလင်လှုပ်ရှားမှုကြောင့်ထိခိုက်ဆုံးရှုံးမှုတွေမရှိရသေးဖို့ကြိုတင်ပြင်ဆင်ထားမှုတွေကိုလည်းပြုလုပ်ထားကြရမှာဖြစ်ကငလင်မလုံမီငလင်လှုပ်စင်းတဲ့ငလင်လှုပ်ပြီးချိန်မှာပြုလုပ်ရမယ့်အချက်တွေကိုလည်းတည်ထားဖို့လိုအပ်တယ်လို့ဆိုပါတယ်။ ဘယ်အချိန်ဘယ်နေရာမှာငလင်လှုပ်ရှားမယ်ဆိုတာကိုဒီကနေ့ဒီအချိန်အထိကဘာပေါ်မှာဘယ်နိုင်ငံဘယ်ငလင်ပညာရှင်ကမှတိတိကျကျကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသေးဘူးလို့ဆိုတာပါပဲငလင်ကြီးတစ်ခုလှုပ်ပြီးတဲ့အခါမှာမိနစ်ပိုင်းအတွင်း၊နာရီပိုင်းအတွင်းနဲ့ရက်ပိုင်းနှစ်ပိုင်းအတွင်းတွေမှာနောက်ဆက်တွဲငလင်တွေဆက်လှုပ်နေတတ်တယ်ဆိုတာလည်းပြောဆိုထားကြပါတယ်ဒါအပြင်အမေရိကန်ဘူမိဗေဒလေတာရေးအသင်းရဲ့နောက်ဆက်တွဲငလင်ကြိုတင်ခန့်မှန်းချက်တွေကလည်းအချိန်တစ်နှစ်ကြာတဲ့အခါ ပြင်းအားခွန်အထက်ရှိတဲ့ငလင်ကြီးလှုပ်ခတ်နိုင်ခြေ900ကိုင်တော့ပြင်းအား6အထက်ရှိတဲ့ငလင်လှုပ်ခတ်နိုင်ခြေ56ရာခိုင်တော့ပြင်းအား9အထက်ရှိတဲ့ငလင်လှုပ်ခတ်နိုင်ခြေ68ရာခိုင်တော့ပြင်းအား4အထက်ရှိတဲ့ငလင်လှုပ်ခတ်နိုင်ခြေက69ရာခိုင်တော့နဲ့ပြင်းအား3အထက်ရှိတဲ့ ငလင်လုံနိုင်ခြေက69ရာခိုင်နှုန်းဆိုပြီးတော့ထုတ်ပြန်ထားတာတွေ့ရပါတယ်။ဒါကြောင့်အနည်းဆုံးတစ်နှစ်ကြာရင်တော့ခွန်အထက်ရှိတဲ့ငလင်ကြီးလုံခတ်နိုင်ခြေက900ခိုင်နှုန်းပဲရှိတယ်လို့လေ့လာမှတ်သားရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံသားမကကဘာရရက်ကပညာရှင်တွေကခမ်းမန်းတိုင်းတာလေ့လာမှုတွေအမျိုးမျိုးလှုပ်ဆောင်ခဲ့ကြပေမဲ့ဒီနေ့အချိန်ထိတိကျမှန်ကန်အောင်ခင်မန်းနိုင်ခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ပညာရှင်တိုင်းကလည်းငလင်ဆိုတာဟာတခြားသောသဘာဝဘေးလိုမျိုးကြိုတင်ခမ်းမန်းလို့မရဘူးလို့ဆိုထားပါတယ်။ သို့တော်လည်းမြန်မာနိုင်ငံကလူမှုကွန်ရက်သုံးဆွဲသူတွေရဲ့အကြမ်းတော့ငလင်လုံမဲ့ခံမှန်းချက်တွေပုံစံမျိုးစုံနဲ့ပြန့်နှံ့နေလျက်ရှိပါတယ်။တဘာဝဘင်းနဲ့ရာသီဥတုအကြောင်းဗဟုသုတနေပါသူတွေကတော့ယုံကြည်ပြီးစိုးရိမ်မှုတွေလွန်ကဲနေပါတယ်။ AB 20တရက်နေ့မှာငလင်ကြီးလုံမဲ့ဒီတစ်ခါလှုပ်ရင်ရန်ကုန်ကအဓိကလှုပ်နိုင်နေအရင်တစ်ခါလှုပ်တဲ့ခွန်ဒသမခွန်အထက်တောင်းမှအင်အားများနိုင်တယ်ဆိုပြီးတော့ပြောနေကြတဲ့တွေရှိတယ်။ ဒါကိုယုံမိနေကအမျိုးတွေကပုံဆက်ပြီးတတိပေးကြတာရှိတယ်ကြိုဆောင်ထားပါလားရန်ကုန်မှာမနေတော့နဲ့ဆိုပြီးပြောတာမျိုးတွေရှိတယ်ကိုတွေကတော့အယုံအကျင်မရှိဘူးငလင်ဆိုတာမျိုးကအဲ့ဒီလိုဘယ်နည်းဘယ်ရက်ဘယ်အချိန်ဆိုပြီးတိတိကျကျတွက်ချက်လို့မှမရတာဆိုရင်နေကြတဲ့သူတွေကိုလည်းစာများများဖတ်စေခြင်းနဲ့တဘာဝဘေးနဲ့ပတ်သက်ပြီးလို့ဖြစ်ဖြစ်ဘယ်လိုအကြောင်းအရာမျိုးကိုပဲဖြစ်ဖြစ်လိလပြီးမှတကယ်နားလေတက်ကြွတဲ့သူတွေကိုချင်းကပ်မင်းမြန်းပြီးမှကိုယ့်ရဲ့အသိဉာဏ်နဲ့စင်ကျင်ချိန်ဆစေခြင်းနဲ့ဖြစ်နိုင်မဖြစ်နိုင်ဆုံးဖြတ်စေခြင်းနဲ့ ။တတိဆိုတာကတော့ပိုတယ်ဆိုတာမရှိပါဘူး။ကြောက်ဖို့မဟုတ်ပဲဘယ်အရာကိုမဆိုတတိလေးနဲ့စဉ်းစားဆုံးဖြတ်ဖို့ပဲလိုတယ်လို့ရန်ကုန်မြို့ကပြည်သူတို့ကဆိုပါတယ်။လက်တလောပြန့်နေတဲ့ကောလာဟလရင်းနဲ့ပတ်သက်လို့ကျွမ်းကျင်သူတွေကတော့ဒီတရင်ဖြန့်ဝေသူတွေကိုတဘာဝပဲစီမံခန့်ခွဲမှုဥပဒေပုံမှန်29ရက်အရေးယူလို့ရတယ်လို့ဆိုထားပါတယ်။ တဘာဝဘေးအန္တရာယ်ဆရာစီမံခန့်ခွဲမှုဥပဒေပုံမှန်20ခုမှမြေသူမဆိုးအများပြည်သူထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်ချက်နဲ့တဘာဝဘေးအန္တရာယ်နဲ့ဆက်လင်းပြီးမဟုတ်မမှန်တဲ့လွှင့်ကြောင်းပြစ်မှုထင်ရှားရင်အဲ့ဒီလူကိုတနစ်ထပ်ပိုးတဲ့ထောင်တန်းငွေတန်းဒါမှမဟုတ်ဒဏ်နဲ့စလုံးကိုချမှတ်နိုင်တယ်လို့ပြန်နာတာပါတယ်။ပြည်သူလူထုအနေနဲ့လည်းလူမှုကွန်ရက်ပေါ်ကငလင်းနဲ့ပတ်သက်တဲ့အထင်မြင်ယူဆချက်တွေသုံးသချက်တွေကိုချက်ချင်းမယုံကြည်ပဲငလင်းဆရာသတိပေးထုတ်ပြန်တဲ့ပညာရှင်တွေငလင်းပညာရှင်တွေ မိုးလီဝဒဌာနကိုစောင့်ကြည့်ကြဖို့လိုအပ်တဲ့သတင်းမီဒီယာတွေကသတင်းတွေကိုလည်းလေ့လာဖတ်ရှုပြီးသတင်းဒုသတင်းမှားတွေကြောင့်စိုးရိမ်မှုလွန်ကဲတာမဖြစ်ဖို့လိုတယ်လို့ဆိုထားပါဗျ။စာဖတ်သူတွေအနေနဲ့ကသတင်းဒုသတင်းမှားတွေဖြစ်တယ်လို့တန်တရားရှိရင်ပဲဖြစ်ဖြစ်မှန်ကန်တဲ့သတင်းဟုတ်မဟုတ်အတည်ပြုမေးမြန်းခြင်းလိုပဲဖြစ်ဖြစ် fact checking ပြုလုပ်တဲ့သတင်းဌာနအဖွဲ့အစည်းတွေရဲ့ Facebook Messenger ကနေတွားရောက်မေးမြန်းလို့ရတယ်။ဒါနဲ့ပတ်သက်ပြီးမိုးစလာဌာနကလည်းငလင်နဲ့ပတ်သက်လို့သိရှိလိုတာတွေကိုမေးမြန်းဖို့အတွက်၎င်းတို့ရဲ့လူမှုကွန်ရက်တွေမှာဖုန်းနံပါတ်တွေပေးထားတယ်လို့ဆိုထားပါဗျ။ ်မိုးစလာဌာနရဲ့ထုတ်ပြန်ချက်တွေအရပြီးခဲ့တဲ့28ရက်နေ့ AB 19ရက်အထိအင်းအားအလွန်ပြင်းထန်တဲ့ငလင်ကြီး9.9နဲ့9.5ငလင်ကြီး2ကြိမ်ဆက်တိုက်လှုပ်ခတ်မှုအပါအဝင်ငလင်လှုပ်ခတ်မှုပေါင်း148ကြိမ်ရှိပြီလို့သိရပါဗျ။မလန်နေစနေရှင်ရနေ့ကမြန်မာနိုင်ငံစကိုင်းမြို့နဲ့မန္တလေးမြို့အနီးဗဟိုပြုတ်လောက်ခတ်ခဲ့တဲ့ ခွန်သမခေါ်အစင်းရှိတဲ့သခိုင်းကလင်းမန္တလေးနေပြီးတော့ပဲခူးနဲ့ရှမ်းပြည်တောင်ပိုင်းတို့မှာအဆူရွားဆုံးခံစားခဲ့ရပါတယ်။လက်ရှိအချိန်ထိထုတ်ပြန်ထားတဲ့စီးရင်အရာလူပေါင်း၄၀၀ကျော်သေဆုံးခဲ့တယ်လို့ဆိုထားပါတယ်။လေးလံမှုတွေအရမလ28ရက်နေ့ကငလင်းဟာပြင်းအားခွန်သမကိုအစင်းရှိတဲ့1912ခုနှစ်မေမြို့ငလင်းနောက်ပိုင်းဖြစ်ပေါ်တဲ့အကြီးဆုံးငလင်းဖြစ်တယ်လို့ဆိုထားပါတယ်။ မြမတမိုင်းမှာ1930ခုနှစ်ဗကုငလင်ပြည်ရင်သေဆုံးသူအများဆုံးငလင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါကြောင့်မဲမြမနိုင်ငံမှာအလွန်ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှုတွေပေါ်ပေါက်ခဲ့သလိုအိန္ဒိယထိုင်းနိုင်ငံမှာလည်းပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။တရုတ်ယူနန်ပြည်နယ်မှာလည်းအင်ဂျီရာပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့ရသလိုဗီယက်နမ်ဟိုရှီမင်းမှာလည်းတိုက်ခန်း400ကျော်ပျက်စီးခဲ့ရပါတယ်။ငလင်နေရာအခါအနေရောစွာဖြစ်ပေါ်တဲ့ဘူမိဗေဒဆိုင်ရာဖြစ်ရပ်တွေဖြစ်ပေမဲ့ ၎င်းတို့ဟာဘယ်လိုရှူတော့ကနေမှကြိုတင်ခံမှန်းလို့မရနိုင်ပဲအမြဲရုတ်တရက်မမျော်လင့်ပဲဖြစ်တတ်ကြပါလေ။ဒါကြောင့်မယ်ငလင်းရံရံမြင်မာတဲ့ဒေတာတွေမှာနေထိုင်နေသူတွေအနေနဲ့ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ထားတဲ့လို့တဘာဝဘေးဆိုင်ရာကျွမ်းကျင်လေးလာသုံးသက်သူတွေကပြောဆိုထားကြပါလေ။တရုတ်အကူအညီနဲ့လာရှိုးမြို့ရင်းဝင်ရောက်လာနိုင်တဲ့စစ်ကောင်စီတပ်ကနောင်ချိုတောင်ခမ်းဖက်အထိပါအရယူဖို့တံပြန်ထိုးစစ်ဆင်နေတယ်လို့ကြားသိရပါဗျ။ လာရှိုးမြို့တွင်ကိုပြီးခဲ့တဲ့ AB 16ရက်နေ့မှာစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့အချို့ဝင်ရောက်လာခဲ့ပြီးတဲ့နောက်ရှမ်းမြောက်မှာရှိတဲ့နောင်ချိုတောင်ခမ်းဘက်ကိုပါလှုပ်ရှားခံစစ်ကနေတံပြန်တိုက်စစ်ဖော်ဆောင်ရန်စူးစမ်းနေတယ်လို့စီးရီးသတင်းရင်းမြစ်တွေကဆိုကြပါတယ် စစ်ကောင်စီကအပြစ်ရက်စဲထားတဲ့ကာလအတွင်းဒုထဝရီမြစ်အတိုင်းနောင်ချိုဘက်သို့ထိုးစစ်ဆင်လာခဲ့ကတိုက်စစ်မှာမကြီးရည်နဲ့နောင်ချိုလေးကိုကျော်လွန်လာကပဲပုတ်ရွာမှာအခြေပြုတက်ဆွဲမှုများပြုလုပ်လာကြောင်းစီးရဲသတင်းမြစ်ကဆိုပါတယ်။နောင်လင်ကိုကျော်ဖြတ်ပြီးနောင်ချိုကြီးတိန်ပင်လေကိုရောက်လာရင်တော့ TNL အတွက်အရန်စိုးရင်ရတယ်လို့သတ်မှတ်ရတော့မှဖြစ်တဲ့အကြောင်းစီရီယန်ဗိုလ်ကြီးဇင်ရောကသုံးသပ်ပါတယ်။ စစ်ကောင်စီကထိုးစစ်ကိုနောင်ချိုကြီးတိမ်ပင်လဲအထိရောက်ဖို့အတွက်ရည်ရွယ်ထားကတောင်ခမ်းမှာစစ်နေကျွန်းတဲ့အထိအင်အားအပြည့်နဲ့ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပါတယ်။တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တပ်ဖွဲ့နဲ့ပူးပေါင်းတပ်များကလည်းကံကြီးရွာဘက်ကနေတောင်ခမ်းကိုပြန်လည်ထိန်းချုပ်ရန်ပြင်ဆင်နေကြောင်းသိရပါတယ်။အခု AB ဒုတိယဘက်အတွင်နောင်ချိုမြို့ ရွှေမူတော်မြောက်ဘက်ကံကြီးရွာတဝိုက်မှာစစ်ကောင်စီနဲ့ TNL ပူးပေါင်းတပ်ဖွဲ့တွေကိုထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကစစ်ကြောင်းနှစ်ခုခွဲကထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။စစ်ကောင်စီက MNDAA နဲ့ညှိနှိုင်းမှုယူပြီးအပြစ်ရက်စဲထားတဲ့ကာလအတွင်းတောင်ခန်းစစ်မျက်နှာပြင်မှာပါစီးရဲအရာအသာစီးယူလာတာကိုတွေ့နေရပါတယ်။အပြစ်ရက်ကာလမတိုင်ခင်ကလည်းစစ်ကောင်စီကနောင်ချိုမှရှိတဲ့ TNL တပ်စခန်းအချို့ကိုပြန်လည်သိမ်းယူထားခဲ့ပြီး တောင်ခန်းကို ရှမ်းတောင်မတ်ရက်စောက်မှပါအင်အားအလုံးဝင်းနဲ့ထိုးစစ်ဆင်းနေခဲ့ခြင်းပဲဖြစ်ပါတယ်